ို့နမည်ကိုအော်ကော်တက်တဲ့အရီဇိုနာပြည်နယ်ကတဲကန်နာယာကြီးပြည်သူများလုံးမမင်္ဂလာပါရှင်အမိုင်းချင်းတို့ကနေပြည်လေကြိုဆိုလိုက်ပါတယ်ဒီတဲကန်နာယာကြီးကတော့အမေရိကန်နိုင်ငံအရီဇိုနာပြည်နယ်တောင်ပိုင်းမှာရှိတဲ့ကန်နာယာကြီးဖြစ်ပါတယ်။တိတိကျကျပြောရမယ်ဆိုရင်မက္ကဆီကိုနယ်စပ်နဲ့အရီဇိုနာနယ်ကြားကကန်နာယာကြီးဖြစ်ပြီးတော့ခပေးစာပရီတာလို့ခေါ်ပါတယ်။ကန်နာယာကြီးဟာအင်မတန်ပူပြင်း6300ကျောင်းအပူပိုင်းအပင်ငယ်တချို့ကလွှဲရင်တတ်ရှိဆိုတာသိမရှိပါဘူး။ ကန္နာယမွေနဲ့တောင်စိတ်တချို့ကိုတော့ဒီကန္နာယကြီးထဲမှာတဘာဝမျိုးစိတ်တွေအဖြစ်နဲ့စောင့်ရှောက်ထားပါတယ်။ဒေတာကန်တွေရဲ့ပြောကြားချက်အရတော့ကန္နာယကြီးဟာနေဝီမိုးချုပ်ချိန်ကိုရောက်ပြီဆိုတာနဲ့ဘေကမှမသိတဲ့လူသံတွေကိုကြားရပါတော့တယ်။နောက်ပြီးတော့အဲ့ဒီအတန်တွေကကိုယ့်ရဲ့နာမည်ကိုခေါ်နေတဲ့အတန်ဖြစ်ပြီးဒီအတန်တွေကိုလည်းရင်းရင်းနှီးနှီးကြားဖို့နေမှာဖြစ်ပါတယ်။ဆိုတော့ဒီလိုလူခေါ်အတန်တွေကဘာကြောင့်တဲကန္နာယထဲမှာပေါ်လာရတာလဲ။ ဒီကဏ္ဍရာကြီးမှာဘလို့မျိုးမမြင်နိုင်တဲ့ဝိညာဉ်တွေရှိနေရလဲဆိုတာကိုသိရဖို့အတွက်ဆောင်းလေးချုံတစ်ချက်လေးတက်ပြီးတော့ဗီဒီယိုကိုဆုံးတဲ့အထိအတူကြည့်လိုက်ရအောင်ပါခပင်းစာပရိတာတဲကဏ္ဍရာကြီးမှာညဘက်ဆိုရင်လူခေါ်တန်တွေကိုကြားရတာနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေကလည်းစဉ်းစားလို့မရနိုင်အောင်ဖြစ်နေခဲ့ကြပါတယ်ပူပြင်း၆သိန်းလုံးနာကြောင့်လူမပြောနဲ့တရိတ်ဆန်တွေတောင် ရှားပါတဲ့ဒီနေရာမှာလူခေါ်တန်တွေကဘယ်ကထွက်လာတာလဲဆိုတာစဉ်းစားစရာကောင်းပါတယ် တဲကနာယာကြီးကိုညဘက်ဖြတ်သွားတဲ့လူတွေရဲ့ပြောကြားချက်အရကိုယ့်ရဲ့နာမည်ကိုအော်ခေါ်တဲ့အတန်ကိုပြီးပြီးတတ်တတ်ကြားရတယ်လို့ဆိုပါတယ်။နောက်ပြီးတော့အဲ့ဒီအတန်ဟာကို့အမေကို့ရဲ့ချစ်သူကို့ရဲ့ဆွေမျိုးစားတဲ့ကိုချစ်ရတဲ့တယောက်ယောက်ရဲ့အတန်ဖြစ်နေပါတယ်။ကနာယာကြီးနဲ့ပတ်သက်ပြီးစတင်ထွက်ပေါ်လာတဲ့သတင်းကတော့1940ခုနှစ်ကဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဒီကနာယာလေးကိုရောက်လာတဲ့အမေရိကန်စစ်သားတွေရဲ့ပြောပြချက်အရအထက်အရာရှိတယောက်ရဲ့အတန်နဲ့သူတို့ကိုနာမည်ခေါ်ပြီးတော့ အမိန်ပေးနေတဲ့အတန်ကိုတညာလုံးကြားခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီအတန်ရှင်ကိုရှာခဲ့ပေမဲ့လုံးဝမတွေ့ခဲ့ပါဘူး။ဒီလိုမျိုးကိုနဲ့ယင်းဒီရဲ့သူရဲ့အတန်နဲ့နာမည်ခေါ်တဲ့အဖြစ်မျိုးတွေကိုတောင်တသမားတွေနဲ့ခရီးသွားတွေလည်းကြုံတွေ့ခဲ့ကြပူပါတယ်။အရင်အတန်ဟာတခါတလေကိုယ့်ရဲ့ငယ်ဘဝအကြောင်းတွေကိုတောင်ပြန်ပြောနေရကိုကြုံခဲ့ရတဲ့သူတွေရှိပါတယ်။ရန်ဖယံခါကန္တာရရဲကနေကလေးအတန်တွေကိုတောင်ကြားရပြီးတော့ တကတလေလူတွေနားမလဲတဲ့ဘာသာစကားတခုခုနဲ့စကားပြောနေတဲ့တွေကိုလည်းထူးဆန်းစွာကြားခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်20ကျော်လောက်တုန်းကဆိုရင်ဒီကန္နာရဲထဲမှာလူ14ယောက်တိတိပျောက်သွားခဲ့ပူပါတယ်။ဒါကြောင့်အန္တရာယ်များတဲ့နေရာဖြစ်တဲ့အတွက်ခရီးသွားတွေဟာကန္နာရဲထဲကဖြတ်မယ်ဆိုရင် GPS တွေရေဘူးတွေစားနပ်ရိက္ခတွေကိုအပြည့်အစုံယူသွားဖို့လိုပါတယ်။ ပညာရှင်တွေရဲ့ပြောပြချက်အရာတော့ဒီနေရာမှာမမြင်ရတဲ့သဘာဝစွမ်းအားတွေရှိနေပြီးတော့အဲ့ဒီစွမ်းအားကကိုယ့်ရဲ့ခေါင်းထဲမှာအတန်တွေကျန်ရအောင်လုပ်နိုင်တယ်လို့ဆိုပါတယ်။လူတွေဟာတကယ်မရှိတဲ့အတန်တွေနောက်ကိုလိုက်ပြီးတော့ဂန္ဓာရထဲမှာပျောက်ဆုံးသွားတတ်ကြပါတယ်။ဒီဗဟေလိဆန်နဲ့ဂန္ဓာရကြီးနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကိုလည်းခမမရှိပေးခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်။အဆုံးတကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Mm-hmm.